ကမ္ဘာသမုဒ္ဒရာတွေထဲမှာနေရာတစ်ခုရှိပါတယ်အဲ့ဒီနေရာအလွန်လှပပြီးသွားလာမှုအများဆုံးပင်လယ်ပြင် ဖြစ်ပေမဲ့ဖိလန်နေရာအကောင်းဆုံးလှုပ်ဝဲချက်တွေကိုဖုံးကွယ်ထားပါတယ်ဒါကတော့ဘာမြူရာ3ရံဖလော်ရီဒါဘာမြူရာနဲ့ဖာဒိုရီကိုတို့နဲ့ဆက်ဆက်နေတဲ့ဒီ area ဟာဇယ်စုနှများစွာကြောင်းဒီရင်တွေသင်းမောတွေနဲ့ခီးတဲ့ရာပေါင်းများစွာကိုလဲလွန်စားမကြံရေးပဲပျောက်ကွယ်သွားစေခဲ့တဲ့နေရာတစ်ခုအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်။ဒေဗျာမြညာရှင်တွေနဲ့သမိုင်းမြညာရှင်တွေကပျောက်ဆုံးမှုတွေကိုဖြေရှင်းဖို့ကြိုးစားနေပေမဲ့ ဒီတရိကံနေမီဟာသူ့ရဲ့လှုပ်ဝဲချက်တွေကိုလုံးဝဖော်ထုတ်ဝင်မပေးသေးပါဘူး။ဒီနေ့မှာတော့ဘာမြူရာတရိကံရဲ့အကျော်ကြားဆုံးပြောဆိုမှုတွေအငင်းပွားစရာသီအိုရီတွေနဲ့သိပ္ပံနိကျရှင်းလင်းချက်တွေကိုလေ့လာပြီးတော့ဒီဒေသရဲ့လှုပ်ဝဲဆန်းကြံမှုကိုဖော်ထုတ်ကြည့်အောင်ပါ။ဘာမြူရာတရိကံရဲ့နာမည်ဆိုးဟာ19ရာစုနှစ်ကတည်းကစတင်ခဲ့ပြီးမယ်။1950ပြည့်လွန်နှစ်တွေမှာတော့သတင်းစာတွေကြောင့်ဒီဒေသဟာလှုပ်ဝဲဆန်းကြံမှုရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ပြောဆုံးသွားတဲ့ပထမဆုံးအကြီးစားဖြစ်ရကတော့တင်မောသား300ကျော်ကိုတင်ဆောင်ထားတဲ့အမေရိကန်ရဲတပ်တင်မောကြီး USS Cyclo ပါပဲ။ဒီသမောကစစ်ပွဲတွေမှာပျောက်ဝယ်သွားခဲ့ပြီမဲ့တေချာတဲ့အကြောင်းပြချက်ဒါမှမဟုတ်အပျက်စီးတစ်ခုမှမတွေ့ရှိခဲ့ရပါဘူး။ဒါကဘာမီရာတရိကန်ရဲ့ကြော်ကြားဆုံးပျောက်ဆုံးမှုဖြစ်ရပါ။အမေရိကန်ရဲ့လေယာဉ်၅စင်းပါဝင်တဲ့လက်ကျင်ရေးပြန်တမ်းမှုအဖွဲ့ Fight 19ဟာအောင်ငရံမှာပြန်တမ်းနေစဉ်ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။သူတို့ပျောက်ဆုံးသွားပုံကိုရှာဖွေဖို့စေလုခဲ့တဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စင်းမှာထပ်မံပျောက်ွယ်သွားခဲ့ပါတယ်။ဒီတဲ့တင်လေယာဉ်နှစ်စင်းကဘာမြူရာတရိကန်နေလာမှာတဲလွန်စာမကြံပျောက်ွယ်ခဲ့ပါတယ်။ လင်းပြန်တတ်နေတဲ့လင်းဥပစီကပြီးပို့ခဲ့တဲ့နောက်ဆုံးရေဒီယိုမက်ဆေ့ကတော့ပုံမှန်အချိန်မှာရှိနေကြောင်းသာဖြစ်ပါတယ်။ဒီပြောင်းစုံမှုတွေရဲ့ထူးဆန်းမှုကတော့အပြည့်အစုံများလုံးဝမတွေ့တော့တာပါပဲ။ဘာမျိုးရာတရိကံအပြည့်ဆုံးသွားတဲ့အရာအလုံးကိုသူ့ရဲ့လိုဝဲချက်တွေနဲ့အတူမျိုးချလိုက်တယ်လို့ဖြစ်နေပါတယ်။အိပန်နေကြရှင်းလင်းချက်မရှိတဲ့အခါမှာတော့လူတွေဟာစိတ်ကူးရင်ဇန်တဲ့ theory တွေကိုစတင်ဖန်တီးခဲ့ကြပါတယ်။တချို့ကတော့ဘာမျိုးရာတရိကံမှာဂျိုသားတွေရဲ့လိုဝဲစကန်ရှိနေပြီးတော့သူတို့ရဲ့ဆန်းတမ်းမှုတွေအတွက် တင်မောနဲ့လေရင်တွေကိုဖမ်းဆီးသွားခဲ့တာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ပျော်ဆုံးသွားတဲ့ရှီအောင်မျိုးတော်အတ္တလန်တရဲ့ဤပညာတွေဟာဘာမျိုးသာတရိကံအောင်မှာရှိနေပြီးတော့အဲ့ဒီစွမ်းရည်တွေကတရားစစ်ပစ္စည်းတွေကိုပျက်စီးစေတဲ့လိုဝဆန်းကြတဲ့စွမ်းရည်တွေထုတ်လွှင့်နေတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ပျော်ဆုံးမှုတွေကအခြားသောအချိန်တကားကိုဖျက်ဆီးသွားတာဖြစ်နိုင်ပြီးအဲ့ဒီထဲဝင်ရောက်သွားတဲ့အရာအလုံးဟာကမ္ဘာမြေရဲ့အချိန်ကာလကနေပျောက်ွယ်သွားတာဖြစ်နိုင်တယ်လို့စိတ်ကူးရင်ဆန်းဆန်းရှင်းပြကြပါတယ်။စိတ်ကူးရင်ဆန်းတဲ့ဇလန်းတွေထဲမှာ ခရစ်စတိုဘာကိုလန်ဘက်ကဒီဒေသကိုဖျက်ဆီးစင်မှာတန်လိုက်အမြောင်တွေရုတ်တရက်လုံးမလုံးတော့ပဲနဲ့ခေါင်းငယ်မှာထူးဆန်းတဲ့မိသားတွေကိုတွေ့မြင်ခဲ့ရတယ်လို့ဖတ်တန်းတင်ခဲ့ပါတယ်ဒီလိုထူးဆန်းတဲ့ဖြစ်ပျက်တွေကဒဏ္ဍာရီတွေကိုပို့ပြီးအားကောင်းစေခဲ့ပါတယ်ခေတ်သစ်သိပ္ပံပညာရှင်တွေကတော့နိုဝယ်စမ်းကြံမှုတွေဟာသဘာဝဖြစ်စဉ်များကြောင့်သာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်သိပ္ပံပညာရှင်တွေကတော့ဘာမြူရာတရိကံဟာနိုဝယ်စမ်းကြံတဲ့နေရာမဟုတ်ပဲလူသားတွေရဲ့အမှားနဲ့ဘာဝတရားရဲ့အင်အားကြီးမားမှုတို့ပေါင်းစပ်နေတဲ့နေရာတစ်ခုသာဖြစ်တယ်လို့အခိုင်အမာပြောဆိုခဲ့ကြပါတယ် ။ဒီနေ့ချင်းဒီဘာမျူရာသတိကံရဲ့ပျောက်ဆုံးမှုတွေကသိပ္ပံပညာရှင်တွေအတွက်စင်ကုန်မှုတစ်ခုဖြစ်ရှိနေသေးပါ။ပျောက်ဆုံးသွားတဲ့လေရင်နဲ့တင်မောအားလုံးနှီးပါကိုပင်လယ်ကျမ်းတွေကလည်းယနေ့တန်ရှာဖွေမတွေ့သေးတာဟာဒီဒေသရဲ့လိုဝဲစမ်းကြမှုကိုပိုပြီးအားကောင်းစေခဲ့ပါတယ်။တကယ်တမ်းမှာတော့ဘာမျူရာသတိကံကဘဘာဘမှာသွားလာအများဆုံးဒေသတွေကတစ်ခုဖြစ်ပြီးဖြစ်ပြနေတဲ့မတော်တဆမှုရာဂိုင်းတော့ဟာခြားသောသမုဒ္ဒရာဒေသတွေနဲ့နှိုင်းယှဉ်ထူးခြားဘူးလို့အာမခံထားပါတယ်။ဒါပေမဲ့ပျောက်ဆုံးသွားတဲ့တင်မောတွေနဲ့ ။ရရင်တွေရဲ့နောက်ွယ်ကတဲလွန်စားမဲ့ဇလန်တွေကတော့လူသားတွေရဲ့စိတ်ဝင်စားမှုကိုမြေရန်ဆွဲဆောင်နေမှာပါ။လူချင်းမင်းတို့ရောဘလို့ထင်ပါသလဲ။အာမီရာသတိကန်ရဲ့လှုပ်ဝဲချက်ကမိသိန်းတန်းငွေလား။ဒါမှမဟုတ်လူသားတွေနားမလည်နိုင်တဲ့လှုပ်ဝဲဆန်းကြတဲ့စွမ်းအားတွေလား။ကိုရန်ဂျီရီသားကိုဖျက်ဆီးဖို့ခွင့်ရရရင်ရောသွားရပါမလား။ကိုယ့်ရဲ့မြင်ကိုကိုယ့်မှတ်မှာမျှဝေပေးခဲ့ပါဦး။ဒီလိုကမ္ဘာလှုပ်ဝဲဆန်းကြတဲ့ဇလန်းတွေကိုဆက်လက်ကြည့်ရှုကြနေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပြီး home loan လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့